တို့ညာကိုအားပေးနှဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဒီတစ်ခါမှာတော့စာရေးဆရာမကြီးခင်ဆွေဦးရေးသားထားတဲ့ဝါစုဦးက ပန်းဖူးတယ်ဆိုတဲ့ဝိတ္ထုရှိကိုအခန်းဆက်အနေနဲ့တင်ဆက်ဖျက်ပြပေးသွားပါမယ်။ခင်ဆွေဦးဝါစုဦးကပန်းဖူးတယ်အပိုင်း1ရင်းနေတိတိတသာခုံနေတာအမှန်မင်းဒီလမ်းကိုလျှောက်ခဲရတာတော့ ချောင်းဖြစ်မတတ်ပါပဲအထူးတဆန်ဖြစ်တဲ့နေတော့မဟုတ်ငယ်စဉ်ကလေးဘွားတော်ငရေဟာအဖမ်းမှန်အလီလီရှောက်ခဲ့ရတဲ့ရွာလန်းရှိလေးစိတ်ကြီးမြိုင်ကြီးရေးကြီးတော်တောင်ကဲ့သို့အေးမြသားရသောအရေးများနဲ့အုံအုံဆိုင်ဆိုင်ရှိလာသောကုတ်ကူပင်များတတိကြီးကြီးတွေ့တန်းနေမြဲပင်ထိုကုတ်ကူတစ်ခွများအကြားတွင်မြည်ဤဖြင့်လိမ့်ကြံလျက်ရှိသောတစ်ခွပင်တို့သည်တန်ဆွမ်းစွာ အုံဖွဲ့နေကြသည်ထိုမှဝေဝေဆာဆာဖူးပွင့်နေသော ဖျောင်းပန်းခတ်ဝါဝါများသည်အစ်စ်တဖန်မွေးဖွားပြန်လေပြီလမ်းမေးတစ်ဖက်တစ်ချက်၌ကမွေးရီတို့နှင့်ချောင်းယိုးတင်တွေများဖြစ်လျက်ကျွဲเจ้าသားတို့ကျွဲများတအုပ်ပြီးတအုပ်မောင်းနှင်လာခဲ့လေသည်တတုံးဖြက်ဝိုင်းတရားကလေးများသည်ရွှတ်မဲများနှင့်လိမ့်လျက်မဲနေကြလေသည်အချိန်ချင်းပြေးခဲ့လျှောက်ခဲ့ရသောလမ်းကိုဘယ်နှမိုင်ဆိုတာခရီးဆန့်လို့ကောင်းပါရဲ့မွေးရီတိုက်စားပံများသည်ဖြင့်ညီမလမ်းသည်ပင်ခြိုင်ဝန်းသည့်နေရာကခြိုင်ဝန်းနေပေပြီ။ ဒီလန်တလန်လုံးဖုဒစ်တွေပြည့်နေသလိုလောကကြီးမှာလည်းမတရားမှုတွေနဲ့ပြည့်နေတာပဲမိုးဟိမ်းမှာအတွေးနှင်တကူလုံးနွေးလာလေသည်အလင်းရောင်ဟာ အမောင်ထက်အားကောင်းတယ်လို့ဆိုတာပဲဒါအမှန်ပဲလားမြင်းမြတ်မှုကလည်းရုံညံတိမ်ဖြင်းတာထက်အားကောင်းတဲ့ကိုကျိုးစွန်နာက တကူကောင်းဆန်နာကိုအနံ့ရရမှာပေါ့တဲ့နောက်ပြီးတော့ပျော်ရွှင်မှုဟာဝမ်းထဲပူဆွေးမှုကိုကြော်လွှားနိုင်ရမယ်လို့ဆိုတယ်နောက်ဆုံးတော့လူတွေဟာတကယ်လူလူနေကြရမတဲ့ မိုးဟိန်းသည်အတွေးအုံဖွဲ့ရင်ရင်အခုံမြန်လာသည်။နွေနွေကိုခဏခဏပြောခဲ့ပူတာတွေကိုလည်းသတိရသည်။တို့ဟာလူတွေပါနွေနွေ။လူဟာတကယ်လူလိုနေရာမှာလူပြရကျိုးနှက်မှာပေါ့။နင်းဘွားအောင်နင်းသိရမယ်။ကို့ဘွားကိုကိုနားလည်အောင်ကြိုးစားမှာလူတိုင်းတောင်းဝင်မယ်။ထို့နောက်နွေနွေကိုအင်္ဂလိပ်ဘာသာနဲ့စာပေလေးတစ်ပိုက်တောင်းရွှေ့ပြခဲ့ပူသေးတာကိုအမှတ်ရမိသေးသည်။ငငယ်ကလေးကအတူတကွကြည်ပြင်း၍ကစားပေါ်ကစားဖက်ဖြစ်ခဲ့သောနွဲ့နွဲ့ရမိုးဟိန်နင်ကလေ ိတ်ရဲကြကောင်းတာပဲဝါမရှိပဲတော်တော်ဝိလုချင်တယ်လို့ဟုတ်တယ်ငါဝါမရှိသေးဘူးနင်တွေဒါပေမဲ့ဝါရှိအောင်တော့စူးစမ်းနေရငါဘာသာငါ log ကြည့်ပြီးလုံကြီးတင်ပြီးရှင်လဲတင်ပြီးမှာပေါ့ဒါပေမဲ့နင်ထင်ကြီးကြတော့မဟုတ်ဘာလို့လဲဆိုတော့နင်သိထင်ကြီးနေတဲ့အတိုင်ဝန်လို့ဂုံမကာသနာအတွက်လုံနေရမှာမဟုတ်ပဲတော်စမ်းပါဟာနင်ကတကယ်တော့တော့ပါတယ်ညာလဲကောင်းသားပဲဆယ်ရောင်ဘီနဲ့ခဏခဏအောင်သားရတယ်လို့နင်မှတခြားပါမှပြောစရာမရှိဘူးအင်္ဂလိပ်စာလေးလည်းနင်ဖတ်တတ်တာပဲ အင်္ဂလိပ်စာဖတ်တတ်တာကတော့ဂုံယူရဲမလားဘယ်ညိုးနဲ့ငါ့ကိုရန်ထောင်နေရလဲနင်စောစောရွပြတဲ့ကြပြလေးကတိတ်ကောင်းကြပြမဟုတ်ပါဘူးဟာစားပိုက်ယူယူပါငါ့ဒါရီထဲမှာလည်းရေးပြီးအောင်နင်ကလည်းရေးလှတယ်တကယ်ပကြီးလည်းရေးလေးနင်နဲ့ငါပဲတော့မှမတည့်ပင်မယ်နင်လည်းရေးလေးတော့တစ်သက်လုံးသိမ်းထားမှာထိုစားပိုက်ပကြီးခင်မိုးဟိန်ဒီနွေနွေဤခေါင်းကိုတစ်ချက်လှမ်းခောက်ဖြစ်လေသည်ဘောကြောင်ကြောင်ခင်မိမိနွေနွေ ဒီစာပိုက်ကိုတည်တည်ချာချာဖတ်အတိတ်ပဲကိုလေးလေးနက်နက်တွေးပြီးမှရှင်နေသိမ်းထားနိုင်ပါစေသင်ငယ်ချင်းရဲ့အမြင်လမ်းကြောင်းဖျောက်မှန်စေဖို့စေတနာထားရေးပေးလိုက်တယ် Light is stronger than darkness nobility stronger than business and selfishness triumphs over selfishness and happiness over sorrow we must live like real men မွန်အိမ်ခေါ် ဝရန်တာနိမ့်နိမ့်နဲ့ခြေတန်းရှိရှိတစ်သားအင်ငယ်လေးများသည်ဒီနီမိုးကျူထရန်ကနဲ့ခြံဝင်းများတဲ့တွင်တင်းငင်အီးချမ်းစွာဝစ်ဆင်းနေကြသည်။မိုးဝင်တို့ချို့သည်အင်ခေါမိုးတို့ကိုမထီတထီတို့ထီကစားနေကြသည်။ယခုလိုဝါဆိုခါရမီစီးစာရောက်လို့လို့ပဲရွှေရောင်ပြန်တောက်ပါနေသောတစ်ခွာအုံများမှကြောင်မီးသူများပွင့်မြဲဖြစ်သည်ကိုအမှတ်ရမိသည်။အလိုလိုပင်ချိုတင်းသောပန်းရံနှံကနှာဝဝဲမှုထုံလာသည်။တစ်ခိုင်စားနှစ်ခိုင်စား ပန်းမယန်းပြားလေးများကိုလည်းကက်ကက်တတမြင်မိသေးသည်။တပင်အောင်လမ်းပေါ်တွင်ကလေးတတိုက်ကလမစီးကစားနေကြတာကိုအမှတ်မထင်ငေးဆိုင်နေမိသည်။တချို့အကြောင်းအစင် အရောက်သေးဟန်မတူ။တပင်အမြင့်ကွာကြားများတွင် သူတို့လွယ်၏အနှွမ်းလေးများကိုထောင်ထားဆဲဖြစ်သည်။ခုနှစ်နှစ်အရွယ်မှ17နှစ်17နှစ်အရွယ်အထိမိန်ကလေးယောက်ျားလေးများ၄-၅ယောက်များစုကစားနေကြသည်။ကလေးမငယ်တစ်ယောက်သည်သူ့အလှဲ့တွင်ဒိုးပြင်းရင်နှုတ်ဖျားမှချွေးသောတေးတံသည်ပြန့်လွင်လာလေသည်။ ရှောင်းဆုံးဘောလုံးရှောင်းဆုံးဘောလုံးတလုံးငါပြတလုံးငါပြကြိုက်တဲ့အယောင်ရွေးပါကြိုက်တဲ့အယောင်ရွေးပါတလုံးငါပြတလုံးငါပြဝါဝကိကိအစ်စ်မပေါ်တော့လက်ဖြူဖြူကလေးမှာဒိုးလေးသည်ညာဘက်စရုထာစည်းကွက်ထဲသို့မတော့မယွင်းရှက်တိုက်ဝင်သွားလေသည်သူလေးဤတချင်းတန်ဒီရုတ်ချီးရနာသွားပြီဝမ်းသာအားရဟေးခနဲ့အော်ကလက်ခုပ်လက်ဝါးတီးလိုက်သည် ခုံစွာခုံစွာနဲ့ခြေတပေါင်းထောက်ကစီရင်တို့ဝင်လာရင်ဒီမှာတေချာကြည့်နော်ဒိုစီးပါမနေဘူးခတ်တက်တက်လေးပြောနေသည်ဘေးမှာရက်နေတော့ကောင်းလေးခက်ကြီးကြီးကခေါင်းတစ်ချက်ဆက်ခါတချင်းတေးအေးနဲ့ရောင်ဆုံးဘောလုံးရောင်ဆုံးဘောလုံးတလုံးငါမှုတလုံးငါမှုဟဲ့ဆန်ညိုဘာလဲရှောက်ဆိုနာလဲရောင်ဆုံးဘောလုံးတလုံးငါပြလေအလှဲ့ကြနေတော့ကောင်းမလေးကခက်စွာစွာဝင်ပြောလိုက်သည်တလုံးငါမှုပါငါပြပါဟာ ခုငားပြခင်မဟုတ်တော့အားလုံးငားမှုကြီးပဲဟုတ်ပါရဲ့ငားပြပါငားမှုအသားညွညွနဲ့ဆန်းညူဟူသောကောင်လေးကဆက်ပြဲဆက်ပြဲမျက်နှာထားနဲ့စနေသည်ကောင်မလေးသည်ကောင်လေးစနေမှန်တီလျံနဲ့ဇွတ်အတင်းချင်းကခြေတပေါင်းညှို့ခုန်နေရမှမောဟိုက်စွာအသက်ရှူရင်ကောင်လေးကိုမျက်စောင်းတထိုးထိုးလှုပ်နေသည်မိုးဟင်းကပြုံးမိလေသည်ကောင်မလေးသည်တင်းစာဆက်ကူစုပ်အဟောင်းနှင့်ပတ်ထားသောကောင်ကြီးမိမို့တစ်ခုလုံးကိုပလုတ်ပလောင်းနှင့်ပါဇက်ထဲတွတ်ပြီးဆက်ကူလေးကိုလွှဲပစ်လိုက်လေသည် ။ဆက်ကူလုံကလေးသည်မိုးအင်းချီရင်တွင်ကျလာသည်။တင်းစာပြက်ဆက်ကူကိုဖျားလိုက်တော့ကတ်တန်တစ်ခုဖြစ်နေသည်။ကတ်တန်သဘောမှာလူငယ်အယုတ်တယုတ်သည်အထုပ်အပိုးလွယ်လျက်ခြေနံယုံရှိတွင်ရက်နေစေ။အနီးမှအဖိုးကြီးတူဟာထိုးလူငယ်အား"ဟေ့တငယ်အကောင်းဆုံးကတော့မင်းမေစီကိုမင်းအပြန်တစ်ခါတည်းရိုက်မယ်ခြေနံစာပါယူသွား"ပြောနေသည်ဟုလို့ကတ်တန်ယုံအောင်မှရေးထိုးထားသောမိုးဟိန်းဟူသောလက်မှတ်နှင့်တကွသော ကတ်တန်ကိုလှုပ်ပြရမှနှမျောပြီး အตาခောက်ကရှိန်ညီတဲ့ထက်လိုက်လေသည်ဟာတော့ဟော်လိုယီစားရောက်ောက်သွားပြီတော့ကာမလေးကရှာထုတ်ခါတူတူလေးပြောလိုက်လေသည်စကားပြောရင်သူ့ခြေထောက်ကလေးသည်ရန်လေးကျသွားကမြေပေါ်ထောက်မိလေဟေးငုအနေမရတော့ခြေထောက်ကျပါလေဟဲ့ငါဘွားခမလို့ဘွားဘွားမရအောင်မရအောင်ဘွားမရအောင်မတော်ပြီရဲ့နုံးနဲ့မကစားတော့ငါတို့အရင်ညစ်ပတ်တယ်ငေးလို့ခြေထောက်ကလေးကျသွားတာချင်းချင်းချင်းခုံညာကလူစုခွဲကြရန်ပြင်သည် ကိုကိုဝင်းမြစ်ပေါ်မှာလွယ်ကြီးကောက်ယူလွယ်သူကလွယ်ကြလေသည်လက်ဖွားပေါ်မှာဖုန်ခါသူကခါကြသည် ကောင်းနေကောင်းနေပြန်ကြငါလည်းထမင်းစားပြီးအိမ်မှာအမိုးတို့အဖေတို့မှောင်နေကြမှာပါဖောင်ဖောင်နဲ့ငှူပါဆိုသည်ကောင်မလေးနဲ့တစ်ချက်ရှုပ်ကလူပါဝတတနဲ့ပြောလိုက်လေသည်နာမည်ကငှူရလားဟုတ်တယ်အမေနာမည်ဘယ်သူလဲအမိုးကိုပြောရလားအေးအမိုးနာမည်နွဲ့နွဲ့ဦးဦးသည်လားဟွန်း မူဝါကသူ့ပခုံးကိုကင်နာတော့ထိုလူဟာလှမ်းမော့ကြည်ဟာခေါင်းခါရမ်းပြလိုက်သည်အသားညွညွအယံမြင့်မြင့်ခက်သွဲသွဲဘူကီဆန်မတူမရှိတက်ရက်စွာဝစ်ဆင်ထားသောတက်ထရက်မီကူဖြော်ဖြော်ရှိန်ကြီးလက်ရှိအချင်းလုံးကြီးနဲ့နဲ့အစိမ့်ကွက်ချက်ခုတ်ကရင်လွဲဤဖြူနဲ့လူကြီးကိုတော့မကြောက်လာပေမူဝါရင်းရပါမလဲဟိုးနာမအိရှိမာတတုံတရာရှိသလားရှိတာပေါ့ဆယ်လေးပန်းလေးတွေရောရှိသေးလားဟွန်းဘာလဲအဲ့ဒါ ပန်းနေနေလေးလေအော်ရှိရရှိရနီမဆိုရဲခွေးမကြီးအောင်မရှိတော့သေးွားကြီးဘာဖြစ်လို့သေးွားရလဲအသက်ကြီးလို့ဩအသက်ကြီးရင်သေးရသလားအဖူကတော့မသေးဘူးအသက်ကြီးပဲမမသေးဘူးဒါပေမဲ့တငယ်ပြန်နေတယ်တငယ်ပြန်နေတယ်อืมအဖူစကားပြောတာကလေးလို့ပဲဦးနားထောင်မူလားဘယ်နားထောင်မူမလဲမိုးဟိန်ဒီရေလျက်ငှ့ဝါကြီးပါလေးကိုအသာဆွဲလိုက်သည် ချွေးရည်နဲ့ဆူဆွဲကစေးထမ်းနေသောငူဟာဤလက်ကလေးကိုဆွဲကင်ကလမ်းလျှောက်ရင်းစိတ်တီအတွေးနဲ့ဝေမိုင်းသွားပြန်သည်ဖြူရောင်ရှက်လက်ရှိပေါ်မှအစိမ်းရောင်ကြောင်းကောင်ဝင်ကလေးနဲ့ရာဘာဖနက်အစိမ်းကလေးကိုစီလျက်ကုံစားကုံစားနဲ့လျှောက်လာသောငူဟာကိုနွင်းနွင်းငယ်စင်အားနဲ့တူလီမလားပြန်တွေးကြည့်နေမိသည်ဇပင်အရှိချန်သားကစစ်စံပြီးနှစ်ဖက်ချစ်ထားဟန်ကလည်းနွင်းနွင်းငယ်စင်အားနဲ့တူလာသည်အသားဝါဝါရင်ပအိုနီနီလေးနဲ့မျက်လုံးနက်နက်ကလေးမှာနွင်းနွင်းကိုပါလေးဟုဆိုလိုက်သည် လူတယောက်ကိုစူးစူးဆိုက်ဆိုက်ကြည့်ဟန်မှလဲညွန့်ွေးပြုမှုနဲ့တဖုံနဲ့။ဥပနကဖြူဆော့နေရပဲ။ရှွတ်နေပြီကုန်ပြီ။အစိမ့်နုရောင်သေးကျိုးနဲ့ရာဘာဖနက်တီခနာချင်းပင်ရှွတ်များနေမဲကုန်သည်။อืมရေးစေးလိုက်ရတာပဲ။တမိစေးပဲမယ်။ဖနက်ဖြူနေအောင်တမိစေးတတ်တယ်။ငုဟာခတ်တွတ်တွက်ကလေးပြောလိုက်သည်။သူကသူတမိတမိနဲ့ထည့်ပြောရတာကိုသတိထားမိသည်။ငုဟာအလိုက်ပြောရန်နှုတ်ကမရေတာကိုကိုယ့်ဘာသာကိုအပြစ်တင်မိသည်။ တကယ်တော့ငူဝါလေးရဲ့ဘဝကိုမိုဟိနားလဲဆုံးမယ်။ငူဝါရဲ့ဘဝအစကိုဘသူအသိဆုံးလဲ။ရှင်ထုမနာအဖြစ်ဆုံးလဲ။ငူဝါဆိုသည့်အသက်တချောင်းကိုမမြင်ဘူးခင်ကပင်တန်ရောစဉ်တွင်ကြီးခဲ့သူပါကွယ်ဟုငူဝါနားဝင်အောင်ပြောချင်လာသည်။တမိရတခါတလေဖနှက်မရှိဘူး။အမိုးကလေမိုးရရင်ဖနှက်မရှိရဘူးတဲ့ဖနှက်ကုန်နေတဲ့။ရှော့နဲ့ဒီတိုင်းပဲရှောက်သွားတယ်။ဖနှက်ကပွဲသွားကန်နေမှစီးတာနော်ဦး။မိုးဟိန်းဒီတပြင်းတစ်ချက်ချရင်ခေါင်းညိလိုက်လေသည်။ ဘာပဲဖြစ်ဖြစ်ငူအားတော့မိုးဟင်းပြီးမှခုံဆွားခုံဆွားနဲ့လိုက်ပါလာကပျော်နေပုံရသည်နှုတ်မှညင်သာစွာညှဉ်းညူလာသောဒေသချင်းတန်ကလေထဲတွင်ဝဲပြန်ပြန်လွင့်လာသည်ရောင်စုံဘောလုံးရောင်စုံဘောလုံးတလုံးငါပြတလုံးငါပြမိုးဟင်းသည်ငူအားနောက်မှတန်ရောက်လိုက်၍တလုံးငါမူတလုံးငါမူဟုပြောင်းဆိုလျင်တော့ငူအားကမျက်မှောင်ကုတ်ကရေမောလျက်အိုးကလည်းစံညူဆိုတာမျိုးကြနေရပါပဲ။ လူကြီးသူမလို့ပြောလိုက်လေသည်။မိုဟင်ဤစေကူတဲ့တွင်တော့ဒီတခြင်းနဲ့ဆက်လင်း၍ကတ်တွန်းရုပ်များကိုဖန်ဆင်းနေပြန်သည်။မိုဟင်ကငူဟာဤလက်ကိုတင်းကျပ်စွာဆုပ်ကိုင်းလျက်ဥဥလိုငငယ်တော့ကလည်းဒီတခြင်းဆိုတာပဲ။ကလုံးငါမူလားငါပြလား။ငါပြကိုနှလုံးမဟုတ်ဖဲနဲ့။ငူဟာကမိုဟင်ဤပေါင်ကိုလှမ်းရိုက်ကခွတ်ထူးခွတ်လန်ရေးပြန်သည်။ရေလိုက်ပြန်တော့လဲနွွင့်နွေဤဟန်ပန်ရုပ်သွင်းအားပြပြန်လာသည်။နွွင့်နွေငယ်စဉ်ကဒီလိုပင်ပချိုင်ကလေးနှစ်ဖက်ပေါ်အောင်အဘာရရရေတတ်သည်။ အတန်ထွက်ရေပုံကလည်းခူးခူးခိခိနဲ့ချစ်စပွဲပဲရဲတန်လေးသည်လမ်းတစ်လျှောက်လုံးအဆက်မပြတ်ဝီစီလေးရဲ့ပဲ့တင်ထက်လာလေသည်ကိုကိုပင်ထက်မှအတန်ရှည်ဆွဲကတေးတီဖွဲ့ရသောသပိတ်လွယ်ငှက်တန်ကလေးများပမာလေကောင်းရွာထိတ်ကန်ကြီးနောင်စီဒီမှဆဲလဲတန်များပမာလေကောင်းနှစ်လိုပဲကောင်းသောငူဝါဤရဲတန်သည်နွေနွေဤငယ်စဉ်တုန်းကရဲတန်နှင့်တူလီမလားဟုချိန်တိုးနှိုင်းဆကြည့်မိသည် ခြံတကားဝတစ်ဖက်တစ်ချက်ရှိခြံစည်းရိုးထိန်း၌ပွင့်ဖူးနေကြကုန်သောဆဲလဲပန်းနီနီများကိုမြင်တွေ့ရပြန်သောကရုတ်ရွာခုနှစ်တန်းចောင်းသားဘဝတုန်းကညီမသာစရာရွတ်ဆူပြပူသောအိုင်ကျင်းတစ်ပုဒ်ကိုတပိုင်းတစားနှင့်အမှတ်ရမိသည်ထိန်ကန်တွင်မှလာရင်မြက်မြင်နေမလန်းတဲ့ပန်းလွင်လွင်ကို ရွှင်လိုမြူးလိုကစားလို၍ဝါဇူကပန်းဖူးတယ်အမေမင်းဖြစ်ရလေချင်းရင်းမာရဲ့ပေါ်တော်တယ်လင်းနဲ့ မိုးရင်းဝါဝင်ဟိုဆောင်ဥတို့မကူးခင်ကအရင်လူနဲ့꿰ရတယ်ရှင်အပြူစင်ငယ်ကကျွမ်းပါတဲ့လွမ်းတုံတင်လေးချံဝင်ပြင်းမပင်အဝဲလှဲတော့ကိုမိုးပေါ်ထောင်းထားသည်လက်ဖြုတ်ထားသောနေရာနာတွင်ဘင်္ဂလားကျွဲခေါ်ဂျိုလင်ကျွဲကြီးနှစ်ကောင်ဝတ်နေကြသည်ဘင်္ဂလားကျွဲဆိုတော့နှုတ်စားရန်လည်းရည်ရွယ်၍မွေးထားဟန်တူသည်ကျွဲနှုတ်ကောင်းကောင်းပြပြနှစ်နှစ်တောက်ရပေုံတော်မြေ ကရုတ်ရွာရထားလမ်းအရှိဘက်တွင်ကျွဲအမွေးများသည်ကားလမ်းပိုင်းတွင်နွားအမွေးများသည်ကျွဲဆိုသည့်တရွာကတော့ကိုလုံးကိုယ်တည်းကြီးမားထွားကြင်သလားခွန်အားဗလဗိုတန်ကအကျန်းလဲခံအေးလဲရသည် နေကရေမြုပ်သွန်းနေမှုကျွဲနေပဲကြိုက်ပါသည်ငယ်စဉ်ကမိုးဟိန်းတို့အဖူဖိုးပြောဘူးတာကတော့ကျွဲရိုင်းနှကောင်တီချင်းသိနှကောင်သုံးကောင်တို့နဲ့ဖက်ပြိုင်ဝင်သည်ဆိုပဲအနန်းခံကောင်ကြီးနာကင်လဲပါကလေးလံတော်တတုံကြီးများဆွဲရနိုင်လေအာကိုပါသည် ။တခုတော့ရှိသည်။ကျွဲရုံမြည်သည်နွားကဲသူတော့ကျွတ်ကျွတ်နွံ့နွံ့မရှိလား။ဝင်းစီစလဲသေးဆောင်ရနေရာမှလည်းရေအိုင်မြင်လျင်အတင်းဆင်းသွားတတ်သည်။ရွှွန်ညွန်များမြင်လျင်မနေနိုင်မထိုင်နိုင်အောင်လူကျင်သည်တတော်များဖြစ်ကြသည်။ပြီးတော့နှွေခါကြာရေချောက်သည်ဖြင့်ခိုင်းရမှနွားကဲသူအမောမခံ။တဲ့လုံးမြို့မှနေမြို့မှကြီးပြင်းခဲ့ရသောနွေနွေတယောက်တော့ပင်ပန်းရှာအောင်မေးမိနီနူးညံ့သိမ့်ွေ၍ရှီလျားသွေပြောင်းသောနွေနွေဤလက်ချောင်းကလေးများသည်လှဲတဘူတတ်နိုင်မှမည်လားကျွဲနူးညံ့နိုင်မှမည်လား မာကျန်းသောကျွဲနှဖချိုးကိုဆွဲနိုင်ပါမည်လားကျွဲတွေကိုထိန်းချောင်းရသောတောင်ဝင်ကနည်းနည်းနော်တောင်ဝင်မဟုတ်အမိုးအမိုးရေငူဟာခေါ်တန်းလေးသည်မိုးဟိန်အတွေးများကိုတမဟုတ်ချင်းပြဲစေသည်အမိုးဝေးလွင်ချိုသားသောထူးတန်းလေးကိုကြားလိုက်ရသည်နှင့်အသက်ရှူတာကိုခိတမျရှက်နာလိုက်မိသည်ထင်သည်မိုးဟိန်ရင်ထဲ၌အမျိုးမြင်မသိဝေဒနာနှင့်လှုပ်ရှားသွားမိသည် တစ်ချက်မျှတပြင်းရဲရဲချလိုက်ပြီးမှအตาပြန်ရှူထုတ်လိုက်လေသည် သမီးလေးငူဟာပြန်လာပြီလားငရုတ်ညွန်နှံများနဲ့လုံးနေသောမိဖို့ကြောင့်နဲ့မှလှမ်းအောင်မိလိုက်သည်သမီးလေးငူပါတဲ့မိခင်ညတာကိုဖော်ကျူသောအတန်သွင်းဂီတတံပမာနားထဲဆွေးညင်နေသည်အတန်ကောင်းလာသောမိခင်၏တားချော့တေးပမာတတရရလည်းရှိလာသည်လွန်ခဲ့သောကာလကနွေနွေတရားသူသမီးငူဟာကိုပြစ်ပိုက်ပြီးပြုတ်ချော့နေဟန်ကိုစိတ်ကူနဲ့ရော်ရမ်းမှန်းဆပြီးပကြီးရေးချဲ့ဘူးသေးသည် လူသားလျင်လှထိတ်တာဟုနမည်တက်ပြီးကြာပွဲတွင်ချိန်စဉ်ကပြင်သစ်ကဘာလက်တူကလိုက်ဝဲတာကိုမယောင်းလိုက်။မယောင်းဟုသောစာတန်းကိုကြပြားကြရာတက်ဆင်လိုက်ရသည်။အမို့ဥဥပါလာတယ်။ဟေးဥဥဥဥပါတယ်မမြန်ထွက်ခဲ့။ဟဲ့ဘယ်ရဥဥလဲ။တီးဘူး။ဟော့တောမူရွှေဝါအယူးမာလေး။ချစ်စနိုးနှင့်တမျိုးတမီကမွန်တက်ပြန်သည်။မူရွှေဝါအယူးမာလေးတဲ့ မိုးဟိန်ဒီမမြင်ရခင်ကလေးကပင်တန်းတာတော့စိတ်စောနေနောက်ဖေဘက်မတိမတာလမ်းကြည့်ရင်ရင်ထဲခုန်လာပြန်သည်နွနွယူမတွေ့ရသည်မှာငူအားလေးတစ်သက်ပင်ရှိသွားပြီခုနှစ်နှစ်ကျော်ကာလပင်တာရှည်ခဲ့ပြီဖြစ်တကားဟဲဟဲအမလီအိမ်ထဲမှာနွနွယူသည်လက်ရည်ဆက်လက်နဲ့ထွက်လာသည်ဒီထဲမှာရုတ်တရက်အော်ပြီးဝမ်းသာရဲလဲဖြစ်သွားတော့အတန်ဝင်းပါတော့မျက်နှာကလေးပေါ်ရှွန်းတောက်တော့မျက်လုံးနဲ့နက်ကလေးအစုံသည်ဝိုင်းသွားသည်ရှင်လန်းတော့အပြုံးသည် အချိုင်ကလေးများကိုငုံဖော်လျက်ပန်းသွေးနှုတ်ခမ်းအစုံအောက်တွင်ပလဲတည်လေပြီ။သွားအယောင်ဆက်လာရောင်ပြတ်တကယ်သူဖြူဖွေးတောက်ပနေတယ်။မိုးဟိန်တရဲလီငါနင်းသေးနေပြီလားလို့စမလာတဲ့င်းကြနဲ့။နွနွေးဒီစိတ်လက်ပေါ်ပါစွာလက်တွေကိုအဝတ်စုံနဲ့ကြပြားကြပြားတုပ်လိုက်သည်။ခရင်ဘတ်နဲ့နုထွတ်ချောင်းမွေးခဲ့တော့အသားရည်မှာတနခါပကွက်ချာနဲ့ပြောင်းလဲနေသည်မှာအပ။နွနွေးဒီရခင်ကအတိုင်းနုပြူဆူလမ်းမြဲပင်။ငယ်စဉ်တုန်းကထက်နည်းနည်းဖွင့်လာသည်။ ဒါပါပဲ။အဖြူကန်တွင်လိန်မော်ပန်းစင်းများနဲ့ဒက်ထရွန်လက်ပြက်အင်းကြီးအနက်ရောင်တွင်အနီးကန့်လန့်စင်းနှင့်ကရင်ထမင်ကိုဝတ်ထားသည့်မျိုးတွေကအသက်အစိတ်ကြော်လာလဲကလေးဘွားတော်ကလိုအားပါပါရ။ငါနင့်ကိုအိမ်မက်မက်နေတာ။အိမ်မက်ထဲမှာလေနင်းနဲ့ငါလှေစီးကြတာ။လှေတဲ့ပန်းတွေအပြည့်တင်လို့မိုးဟင်းဒီအတွေးနှင့်ခိတ္တများနှုတ်ဆိတ်ကငိုင်းသွားမိလေသည်။ပန်းလီဟုစိတ်ထဲရေရွတ်မိသည်။လှေတဲ့ဖျောင်းမန်းတွေ၊ကြောင်မီးတူပန်းတွေ၊ဆဲလဲပန်းတွေအပြည့်တင်လျက် မြွေတရောက်ဘင်းကောလီနဲ့ချောင်းယိုးကိုဖြတ်လာတော့ပကြီကိုလည်းရေးချဲ့ဘူးလေသည်ပန်းလီဆိုသည့်နမည်နဲ့ပကြီကားချက်ကိုကြပြားစရာစာရေးစရာတူကဝယ်သွားသည်နေရလှေကိုတမင်စပြီးမှောက်လိုက်လို့အိမ်မက်ထဲနေနှငါနဲ့ရံဖြစ်ရသေးတယ်အံ့ရောဟဲ့မိုးဟင်းရဲ့တက်တိုင်ဆိုင်ဆိုင်နဲ့နွေနွေကသူ့စကားကိုဆက်သည်မိုးဟင်းဒီအိမ်မက်အလှမှာတရေးထနိုသည်ဒါအရင်အိမ်မဟုတ်ပါဘူးမူဟာနဲ့လမ်းမှာတွေ့လို့လိုက်လာတာတော်သေးတာပေါ့ ဝင်းရလက်ရှိကာလအခြေအနေကိုပြပြလိုက်သည်နွေ့နွေ့ရဒါအဖူးရင်လေအရင်ကတို့နေခဲ့တဲ့အပားနဲ့မလို့ရရှိတော့ဘူးပြောသွားပြီခုတော့ကျွဲတဲ့ချက်ဖြစ်နေပြီတော့ဒီမှာအဖေးနဲ့အဖူးရဲ့တို့အတူတူနေကြတယ်အဖူးကတငယ်ပြန်နေတယ်သိသိညဖို့ကောင်းတာပဲမဟုတ်ရဲ့ဒီလမ်းမှာငူပါပြောလို့သိရတယ်ဟဲ့ငူပါငူပါမှန်ဘလို့သိတော့သူ့တငယ်ချင်းတွေကခေါ်တန်ကြလို့ပြီးတော့ပြီးတော့နေငယ်ငယ်ရနဲ့လည်းတူတူလိုပဲ ငါငငရနဲ့တွေ့ရုံနဲ့တော့ငုပါအောင်မိုးဟင်းကမသိပါဘူးငုပါအောင်မိုးဟင်းတခါမှမြင်မှုတာမှမဟုတ်တာစီစမ်းတွေ့ရန်ကုန်မဲ့ခြေဦးမလဲတာခုနှစ်တောင်ရှိသွားပြီမိုးဟင်းကလည်းကတော့ကုန်မလာတာခုနှစ်တောင်ရှိပြီတို့ကတော့တို့အကြောင်းနဲ့တို့ထားပါတော့နင်ကဘာဖြစ်လို့ဒီလောက်ဆက်သွဲပြတ်သွားရတာလဲနင်တိတ်ဆိတ်မဲ့ကြည့်ရပဲမိုးဟင်းရဲ့နင်တကယ်ရမ်းမိုင်းမအောင်ဒီလိုပဲဖြစ်ထားတော့မှာလားနွေနွေရပြောရင်းဆိုရင်မျက်ရည်လဲလာသည်နွေနွေဤမျက်လုံးများကိုမိုးဟင်းမကြည့်ရဲပဲ ညနေရတော့မျက်တောင်လေးများကိုပုတ်ခတ်လျက်သူ့မျက်ရည်များကိုပြန်သိမ်းစီကနံရံပေးတွင်ထောင်ထားသောတင်ပြူးကိုကျမ်းပေါ်ဖြန့်ခင်းပြီးကဲထိုင်မှာအိုးမတက်ရွာလာတာကြနေတာပဲအင်းကတော့မြင်တဲ့အတိုင်းပဲဟေကရုတ်ရွာမှာအမွဲဆုံးကန့်အဆိုးဆုံးအင်တအိမ်ပဲမိုးဟိန်ကတင်ပြူးပေါ်သူ့လွယ်ရည်ကိုပြချတာထိုင်လျက်ကရုတ်ရွာမှာညီမပြေမာရောတကဘာလုံးမာရောနင်းထက်မွဲတဲ့လူတွေအပေါုံကြီးနင်းရမှာကျွဲနှကောင်ပိုင်နေတယ်ဟိုးလဲသမားပဲအေးကျွဲနှကောင်ပိုင်တာစမ်းသလား ူများတွေ10កောင်15កောင်တော့បိုင်းတာតាសានတို့များជွဲកောင်មកမရှိဘူးទិញងាលုံနေရပဲមွေးလိုက်တာသူ့អីលែនទွားជីអូនឿនឿយាមွေးយាលှမ်းជីពីញាសងតិចទូលីយេសိတ်មွေးដល់បាងាថេပြောដល់បាហេសកាပြောដល់កតិកតិអាយណានេមွေးយានីរិនខាត់សាច់សាច់ក្លីថៃចាလိုက်លីទីသူ့အာဒီမိဖို့ကြာမှာဇလုံးလေးတစ်ခုနဲ့ထွက်လာကထမင်းမော်နနွင်းနဲ့ငရုတ်စီဝီဝီဟင်းရီစမ်းထားတော့လဲငစင်ရိုင်းနှစ်ကောင်ထည့်လာပြီးမင်းရီရှက်ရီလူးနေစားနေသည် ။ဥဥဟဲ့ပအော်မေပြင်းဘာသာစကားနဲ့ခေါ်လိုက်သည်မိုးဟင်းကပြုံးလျက်အော်အော်ဟမ်ဥလည်းပြောရတဲ့ကရင်လားဥကကရင်မမမလဲအဖေရကရင်အမေရမြမအော်အမိုးနဲ့မတူဘောငူကနဲ့တူတယ်နော်ငူကညနေစီငူကကြီးပါပါမှာထမင်းစီများကိုဖယ်ပြစ်ကငူကစကားမဆုံးခင်ပဲကဲထမင်းဝင်အောင်စားသမီးသမီးတို့အမိုးမိုးလုံးကြီးပေါ်လုံးထားသေးတယ် ရင်နှွေးရနဲ့တောက်ရအောင်ဘယ်သူမှပြန်လဲဆက်ဆက်၍မရနိုင်သောအတိတ်ကလကာကိုအတင်းဆွဲကာပလိုက်သည်နှွေးနှွေးဤနှမောင်သောမျက်လုံးတို့သည်ဝေမိုင်းစားပြူပြီမိုးဟိန်သည်နှွေးနှွေးပြောသည်လိုအမှတ်တညာကြီးသူမှဘာကိုမှမိဖြောက်မရနိုင်ပဲရှိသည်ရှင်ထဲမှလှူရှားမှုအရှိန်သည်တစားတစားမြင့်မာလာသည်မိုးဟိန်၏အတွေ့အကြုံ၌မြင်းမြိုင်ပမာသွားနေသောဘဝခရီးလမ်းနှလမ်းကိုမြင်အောင်မိပြန်သည် တူးကအမြင့်နေရာတူးကအနှိမ့်နေရာနိုင်သူနှင့်ရှုံးသူ ဘုံအမြင့်တွင်စံစားနေရသူနှင့်တင်းကုတ်ကြဝဲမဝရေစာစားနေရသူထို့နောက်တူကလူနေစုတူကလူများစုမိုးဟိန်ဒီနွေနွေကြီးလှပဝဲမှာသောမျက်နှာလေးကိုဖြတ်ခနဲကြည့်ပြီးရုရှားစာရေးဆရာတူရေးပြီးမြမဘာသာပြန်ဝိထုတစ်ခုထဲမှာစကားလုံးများကိုအမှတ်ရနေသည်လူမတန်ကန့်ချမလုပ်ပါနဲ့ဗျာကျုပ်တို့ဒုက္ခဖြစ်ကြရတာဟာကံမကောင်းလူကြီးမဟုတ်ပါဘူးလူတွေမကောင်းလူဖြစ်ရတာကဘာပေါ်မှာလူထက်ရက်ဆက်တာမရှိဘူး ဝင်းပလွေဟာဝင်းပလွေအသားကိုမစားပေမဲ့လူဆိုတာကတော့လူသားကို စားခြင်းစားမှာဗျ။မင်းပြောတာမဟုတ်သေးပါဘူးကွယ်ငါလူရဲ့ဝင်းပလွေဆိုတဲ့တိရစ္ဆာန်မျိုးသားသူတို့အချင်းချင်းတက်ဖြတ်စားတော့ကြတာပါကျုပ်တော့ကျုပ်စိတ်ထဲမှာရှိတာပြောချလိုက်တာပဲခမည်းဘလို့ပြောပြောလူထက်ရက်ဆက်တာလောကမှာမရှိဘူးလူတွေကလောဘစောကြွပြီးတောင်းညံ့ညလွန်းလွန်းသာကျုပ်တို့ဒီလောကထဲမှာနေစရာထိုင်စရာမရှိဖြစ်နေတာပဲလူတိုင်းလူတိုင်းဟာတူဦးပေါ်တူအနိုင်ကျင့်ပြီးခွတ်တုံနေကြတာ မြွေမြေပြည်ဖုံးကားချလိုက်တော့လိုက်ကာကားလေးကိုမိုးဟိနေအတွေးနေမင်းအတင်းဆွဲတင်လိုက်သည်ခပောင်းစီကရက်ကိုမင်းကြီးကတအားရှိုက်ပါလိုက်ရင်တွန်လင်လွင်ပြန်သွားသောမိကိုမြင်တဲ့အတူအတွေးခရီးနယ်ကိုစန့်ထုတ်လိုက်လေသည်မိုးဟိနေရေမောတံများစွာမှပြေးထွက်လာရသည်လူစုလူဝေးတွေကပြေးခဲ့ခြင်းလည်းဖြစ်သည်တင်းတင်းပြန့်လိုက်နေသောကိုရရစ်လေးပေါန်တာနဲ့ Revlon Masfeta နှုတ်ခမ်းဆိုးစေးရနဲ့ Chanel ငားရည်မွေးနှံတို့နဲ့ငားတောင်လုံး Secret ရနှံတို့ကိုတိုက်ရင်ကြီးထဲတွင်ဆွဲကြရစီသည်။သို့တော်ရနှံတို့မှာထုံချိုင်းလျက်အနှံ့ဆွဲနေသည်။ Toyota Volkswagen Fiat Familia Mazda Land Rover ကားတို့ကြားထဲမှာကွေ့ပတ်ပြေးထွက်လာခဲ့သည်။လမ်းဘက်သို့တော်တော်နှင်မရောက်နိုင်။ခြံဝါးအမီလုံးမြူကြီးများသည်အလံအကွာတွင်ရှိနေစေပင်။အာကောင်သောမီးရောင်နှင့်ပြာလင်းနေသော Mercedes ကားကြီးတစ်စီးရှေ့တူယူမှမောင်းလာလေမရှောင်ပြေ။ ကားဤပြင်းထန်သောပြေယုတ်တန်နှင့်အတူကားမောင်းသူ၏ကြမ်းတမ်းသောဆဲရည်တန်သည်ပတ်ဆက်စွာထွက်လာခဲ့သည်။မိုးဟိန်မိုးဟိန်ဆိုရင်တော့မိမတန်ကြီးကြီးကလေးမှထတ်ကြက်လိုက်ပါလာသည်။နွေနွေသည်မိုးဟိန်၏လက်မောင်းအိုးကိုညင်သာစွာလှမ်းဆွဲကင်လိုက်သည်။နင်စိတ်ဆိုးမှန်မှန်မသိလို့ပါ။ငါတို့ကဝိုင်းနှောင်းမိတာပါဟာ။ဩစိတ်ဆိုးမှန်မှန်မသိလို့လေဟလား။မိုးဟိန်ဒီနွေ့နွေ့ဆွဲကင်ထားသောလက်ကိုအတင်းဆွဲယုံလိုက်သည်နွေ့နွေ့ကတောင်းပန်တယ်လို့တကယ်ပါဟဲ့ စိတ်ထင်တိုင်းနောက်ချင်တိုင်းနောက်နေကြတာလူတစ်ဖက်သားစိတ်ကိုဘယ်လောက်ထိခိုက်မယ်ဆိုတာနင်တို့မတွေးမိဘူးလားပြီးတော့နင်တို့ဥစ္စာကနောက်နေရလည်းမဟုတ်ဘူးတသက်နိုင်ထက်စင်းနေနေပြောနေလုံနေလိုပဲငါတို့ကလူပါနေနေတို့လူဆိုတာလည်းတရိယာအောင်ညမှာပေါ့အင်းတို့တောင်းမှမာရဲဟဲဒီကိစ္စကနေထိုင်တတ်မှန်လို့မရဘူးပြီးတော့နင်တို့လည်းငါစိတ်ဆိုးစရာမဟုတ်ပါဘူးဆရာကိုစားလည်းငါတောင်းမှမာရဲဩဆရာနဲ့နေနေရဘာတော်လဲ မိုးဟင်းကနွေနွေမျက်နှာကိုဆင်းဆင်းဆန်းဆန်းကြည့်ကစကားကိုဆုံးအောင်မပြောနိုင်တော့ပဲသွားစမ်းပါဟာစိတ်ကလည်းတူနေသည်နွေနွေထံမှမျက်နှာကိုလှည့်ပစ်လိုက်သည်နွေနွေကအတူပါမှမခွာသည်သူတို့ကထိုးမျိုးလဲတော်တာပဲဟာနင်းနဲ့ငါမှအမျိုးမတော်ဘူးဆိုရင်လည်းရတယ်နင်းနဲ့တူတူနဲ့ကညီကိုနှုံးဝဲငွဲတော်သလိုတို့နဲ့တူတူလဲတော်တာပဲအေးဒါမဲ့နင်းသိတာကသူတို့အဖို့တို့ဟာအမျိုးမတော်ဘူးနင်းလိုတာမန်တူနာပြုနဲ့ငါလိုဆယ်တန်းပြီနဲ့နှစ်ခါအောင်ထားတဲ့ကောင်ကသူတို့အမျိုးတော်စရာမဟုတ်ဘူး ။ဆုမြတ်နန္ဒာလိုမိန်းကလေးကသာသူတို့ကြံဖန်ဆွေမျိုးဆက်နေတာနှင်းမကြောက်လား။ငါလည်းဘသူ့မှာဆွေမျိုးမဆက်ချင်ဘူး။ခင်ရဆွေမျိုးပဲ။အခုနေစရာမရှိလို့ငါဒီမှာနေနေရ။ငါမှပြေးစရာမြင်မရှိလို့။ဒီတော့ငါမိုးဟင်ရငယ်သေးသည်မို့စိတ်လှရှားထိခိုက်လွယ်သည်။ဝမ်းလဲနေလွယ်သည်။ဆရာလည်းယော့နေတတ်သည်။တန်တန်းကြသည်ဟုနေရယူထားသောခိပညာရတ်တို့အလဲတွင်တိတ်နေတာအမှန်ပဲတကယ်တော့အစစ်စစ်တွေးကြည့်လျင်ခိပညာရတ်ဆိုတာဆန်းလာသည်မဟုတ်ခိပညာရတ်မျိုးရိုးမှပေါက်ဖွားလျင်ခိပညာရတ်ဖြစ်သည်လို့ ပိုက်ဆံရှိလျင်ခုံရှိလျင်ယာရုရှိလျင်ခေပညာများပညာထူးချွန်သည်ဟုဆိုဝါသူများကိုဖန်ဆင်းနိုင်ပြီပဲအရှင်မွေးတော်နေခြင်းညခြင်းဆိုသလိုနေရီကန်နဲ့ချသလိုရှင်သန်ကြီးထွားလာတာစမ်းသည်လားအနေငယ်သောသားသမီးတွာဆုံးဖြူပမာပညာနောက်ကျခြင်းနောက်ကျခဲ့သည်တိတ်ကြိုးစားပြီးအောက်ခြေမှာလှေကားထောင်ရေးတက်လာသူလဲရှိတဲ့တလို့ရှိမည်ဒီလိုလူအတိုင်းဝင်ကတော့ခေပညာတတ်ကိုအသေးပဲဖော်နိုင်စွမ်းရှိတာတော့အမှန်ပဲအတွင်းဝင်သားသည်အတွင်းဝင်သားဖြစ်မည်ပဲ ရုံးလူလင်ဤသာအတွင်းဝင်ဖြစ်လာသည်ဆိုတာကတော့ဖြစ်တံဖြစ်ခဲ့သောဒုံလဘတရားပါပဲ။မနာလိုမရှုစိတ်စရာမရှိပါ။သို့တော်မိုးဟိမခံနိုင်သည်ကလောကတွင်လွှမ်းမိုးကြီးစိုးနေသောလောဘတရား၊မောဟတရားနှင့်ဆက်လျင်း၍မတရားမှုများ၊တင်စည်းမှုများ၊အနိုင်ကျင့်မှုများ။လောကကိုစိတ်နာသည်။လူဘဝဆိုသည်ကလည်းမချေနှက်ဖွယ်ရများပฏิပခအတိုက်ခံများနှင့်ပြည့်နှက်နေုံမကမမြင့်မြတ်သောတေးဖွဲ့ယုံညံသောတိမ်ဖြင်းသောအရာတွေနှင့်ရောပြွန့်နေပါလား။ နေခြင်းစပွဲအရမဟုတ်ပါလိစားဟုတန်တရားပွားမိလေသည်အပိနာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင် အပိုင်းနှစ်ကိုလည်းဆက်လက်ဆောင်မြော်နာဆင်ပေးပါအောင်နော်